မင်္ဂလာနနက်ခင်းပါကျမ်းမာချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေတွားရဲ့ပူချိန်ကတော့29ဒီဂရီရှိပြီး29ဒီဂရီရှိတယ်လို့ခန့်စားရရှိနိုင်ပါတယ်ဒေရုရီသွေးကတော့နှိမ်ချနေတယ်နေ့လယ်နေ့ခင်းမှာ တိမ်ထူထပ်ပြီးအမြင့်ဆုံး36ဒီဂရီရှိပါမယ်နေ့စဉ်ဝိပြုခြင်းလင်းပြဧပြီလ4ရက်တောက်ကြနေ့2025 ငါတို့ပြုသည်မြတ်မှာတင်းတို့ကိုတိဆောက်ခြင်းလို့ငါပြုကြ၏ဒီကချက်ကောရိန္သုဩဝါဒစာဒုတိယဆောင်မှခွန်အားယူစရာများအပိုင်း36ဖတ်ရန်ကြံကျက်ကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး34ခန်းငယ်36မှ27တင်းတို့ကိုငါမနှောက်ယှက်တည်မှန်စေတော့သို့တော်လည်းလိမ္မာတော်သူဖြစ်၍ပြည့်ရဲ့အားဖြင့်တင်းတို့ကိုဖန်ဆီးပြီဟုဆိုလျှင်တစုံတစ်ယောက်တော်သူကိုတင်းတို့စီတို့စေလို့၍ တင်တို့ဤဥစ္စာကိုပြည့်ရဲ့အဖြစ်ငါယူသလောတိတုသည်တင်တို့စီတို့သွားမိကြောင်းငါတောင်းပန်၍သူနည်းတကွာအခြားသောညီတယောက်ကိုစေလွတ်၏တိတုသည်ပြည့်ရဲ့အဖြစ်တင်တို့ဤဥစ္စာကို ယူသလောငါတို့သည်စိတ်တဘောချင်းတူ၍ကျင့်ကြသည်မဟုတ်လောတလန်းသည်လိုက်ကြသည်မဟုတ်လောတဖန်တုံငါတို့သည်တင်တို့ရှင်း၌ကိုပြစ်ဖြေရာစကားကို ပြောသည်ဟုထင်ကြသလော ခရစ်တော်ကိုထောက်၍ဖျားသခင်ရှိ၌ငါတို့ပြောကြ၏ချစ်သူတို့ငါတို့ပြုသည်မြတ်မှာတင်တို့ကိုတိဆောက်ခြင်းလို့ငါပြုကြ၏ငါရောက်လာသောအခါတင်တို့သည်ငါနှစ်သက်တော်သူမဖြစ်ငါသည်လည်းတင်တို့မနှစ်သက်တော်သူဖြစ်မည်ဟု၍၎င်းတင်တို့၌ရန်တွေ့ခြင်းဂုံပြိုင်ခြင်းအမျက်ထွက်ခြင်းငင်းကုန်ခြင်းသူ့အတီကိုရှုံချခြင်းချောစားခြင်းမာနထောင်လွှားခြင်း အချင်းချင်းအမှုလုပ်ခြင်းဖြစ်မည်ဟု၍၎င်းအထက်ကဖြစ်မာ၍ညဉ့်ညူးစွာချင်းချင်းမတရားသောမေထုံ၌မှီဝဲခြင်းကိလေသာလွန်ကျူးခြင်းအမှုတို့ကို ပြုမိ၍ယခုတိုင်အောင် နောင်တမရသောသူအများကြောင့်ငါစိတ်မသာညီးတွားရသဖြင့်တင်းတို့ရှိ၌ဖျားသခင်သည်ငါကိုနှိမ်ချတော်မူမည်ဟု၍၎င်းစိုးရင်ခြင်းရှိ၏ဒုဒအဝါဒစာခန်းကြီး1ခန်းငယ်20 ချစ်သူတို့တင်တို့သည်မိတို့အလွန်တန်ရှင်သောယုံကြည်ခြင်းပေါ်မှာမိတို့ကိုတည်ဆောက်လျက်တန်ရှင်သောဝိညာဉ်တော်အပြင်စုတောင်းပတ္ထနာပြုလေဒီနေရာမှာတော့ရှင်ပေါလုသည်ကောရိန္သုမြို့မှာရှိတဲ့ယုံကြည်သူတွေကသူ့ကိုစန့်ကျင်နေတဲ့သူတို့ကအပြစ်မရှိပြစ်ရှာရှာတယ်နောက်ဆုံးရှင်ပေါလုဆိုရသည်သူတို့စီကဘာမှမယူဘူးတိုးတော့လည်းပဲပြည့်ရဲ့အပြင်တစ်ဖက်လဲနဲ့ တီတူတို့ကိုလူငွေကောက်ခိုင်းတယ်ဆိုတာကို အပြစ်မရှိပြစ်စာပြီးတော့မှ ဝေဖန်တာကို သူပြန်ပြမရှင်းပြရပါတယ်အရောကျရတတာမှာလဲတာမန်မှုရဇာနေမပြောနဲ့ရှင်ပေါ်လူလိုမျိုးသာသနာပြုချမ်းပြုဆရာတော်မှာတိုက်ခိုက်ခြင်းဝေဖန်ခြင်းအပြစ်မရှိပြစ်စာခြင်းကို ခံရရဲဆိုတာကိုသိရပါတယ် တကယ်တမ်းကျတော့တီတူကိုမင်းတို့စီကို သွားမဲ့ကြောင်းကိုငါစေလွတ်တယ်။နောက်ပြီးတော့သူတယောက်တည်းမဟုတ်ဘူး။တခြားညီတယောက်ကိုလည်းပါဝင်စေလွတ်တယ်။အဲ့လိုမျိုးတီတူမင်းတို့စီကိုလာတဲ့အခါမှာတီတူကလိန်လယ်လှဲ့ပြားဗရမမင်းတို့စီမှာတောင်းတာလား။ဒါမှမဟုတ်မင်းတို့ကိုယ်တိုင်က စိတ်တော်တညီတညွတ်တည်းဖြစ်ပြီးတော့မှငါတို့နဲ့တလန်းနဲ့သွားခဲ့ကြတာမဟုတ်ဘူးလားလို့ပြောပါတယ်။နောက်ပြီးတော့ဒီလိုမျိုးမင်းတို့ကိုအသေးစိတ်ရှင်းပြနေတာက ငါအပြစ်ရှိလို့တောင်းပန်နေတယ်လို့မင်းတို့ထင်နေတာလားအပြစ်ဖြေရာစကားကိုမင်းတို့ရှိမှပြောနေတယ်လို့ထင်လားတကယ်တမ်းကျတော့ငါဟာခရစ်တော်ကို ထောက်ပြီးမှဖျားသခင်ရှိမှပြောတာဖြစ်တယ်တနည်းအားဖြင့်ဖျားသခင်ရှိမှမှန်ကန်ကြောင်းကြွေးကြော်တာဖြစ်ပြီးတော့သူတို့ကိုတောင်းပန်ထားတာအပြစ်ရှိလို့ဝန်ခံထားတာမဟုတ်ဘူးဆိုတာကိုသိမှတ်စေပါတယ် ပြောငါတို့ဘာလို့လို့ဘာပြောပြောမင်းတို့တိဆောက်ခြင်းအတွက်ကို ပြုလုပ်တာဖြစ်တယ်ဆိုတာကိုမမေ့ပါနဲ့တကယ်လို့နောက်တစ်ခါငါတတ်တဲ့အချိန်ရောက်လာတဲ့အခါမှာဒီလိုမျိုးပြဿနာတွေနဲ့တွေ့ကြုံရမှာရင်ဆိုင်ရမှာကိုငါမလိုလားဘူးတကယ်လို့မင်းတို့တွေငါ့ကိုအမြင်မပြောင်းသေးဘူးမင်းတို့တွေရဲ့နောင်တမရသေးဘူးဆိုရင်တော့နောက်တစ်ခါငါလာရင်လေဒီလိုမျိုးပုံစံမျိုးနဲ့ပြန်တွေ့ရရင် ိတ်မကောင်းကြဖြစ်တဲ့တွေးဆုံခြင်းပြောစရာမကောင်းမဲနဲ့ဝမ်းနည်းစရာပဲဖြစ်လိမ့်မယ်အဲ့တော့မင်းတို့ရဲ့အသိအမြင်တွေကိုပြန်လဲစင်ခြင်းပြင်ဆင်ပြီးတော့မှ နောင်တရကြပါလို့ဘောလူတိုက်တွန်းထားခြင်း ဖြစ်ပါတယ်တကယ်လို့သာမင်းတို့ရဲ့ဇာတိပကတိအခြေအနေကိုမကျင့်ဘူးမင်းတို့ရဲ့အမြင်တွေမှားနေတာတွေကို နောင်တမရဘူးဆိုရင်ဒီတစ်ခေါက်ငါလာတဲ့အခါမှာဘုရားသခင်ရှိမှငါဟာနိုင်ကြတဲ့တမန်တော်ဖြစ်တော်မယ် မင်းတို့ကိုဆုံးမတုံတဲ့အခါမှာအပြည့်စုံတဲ့တမန်တော်အနေနဲ့ငါခံယူရမှာဖြစ်တယ်လို့သူတို့ကိုတတိပေးပြောဆိုထားပါတယ်။ဆိုလိုတာကတပည့်မကောင်းဆရာကောင်းပေါ်ပြန်လည်ကြောက်ရွံ့မဲ့အနေထားဖြစ်တယ်။အဲဒါကြောင့်ကျွန်တော်တက်တာမှာလဲကိုယ့်ရဲ့တက်တာမှာလိုအပ်တဲ့ပြုပြင်ပြင်ဆင်ခြင်းတွေကိုချိန်ပြီးလှူဆောင်ကြဖို့ရန်ဖြစ်ပါတယ်။အဲဒါမှာကိုကိုဆုံးမတုံတဲ့နေတဲ့သူတွေကိုကိုဥဆောင်နေတဲ့သူတွေ ဘုရားသခင်ရှိမှဂုံယူဝါကြွားစရာဖြစ်မှာဖြစ်ပါတယ်။ဆက်လက်စုတောင်းကြပါစို့။မြတ်တော်ရှင်သခင်သာရမြတ်စွာသောဘုရားသခင်သာသမီးရဲ့ဇာတိပဂတိလူတွေစိတ်တော်တွေအမြင်တွေကိုကိုရရှင်လက်တော်သို့အပ်ပါれ။မြန်ဆုံးပြုပြင်ပြင်ဆင်နိုင်ပြီးတော့မှရှင်လင်းသောစိတ်တော်နဲ့အမှုတော်ကိုတန်းဆောင်နိုင်မှာမြည်အကြောင်းကောင်းကြီးပေးပါ။ဘုရားမြင်တဲ့မြင်တဲ့လူတွေကိုမြင်ဖို့ ကိုရရှင်ပြင်ဆင်ကောင်းကြီးပေးပါဒါမျိုးနောင်တရစရာရှိပါကလည်းကိုရရှင်ဒါမျိုးနှလုံးသားကိုလန့်ပြန်ပြမဖွင့်လှစ်ပြတာရောမူပါဒီနေ့မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေခဲရင်လို့ပါတယ်ခက်ခဲလို့ပါတယ်ကိုရောဒေဂျီပျက်စီးမှုတွေရှိပါတယ်စိတ်နှလုံးညှိတွားခြင်းတွေရှိပါတယ်သိမ့်မသာညီတော်တို့ဒီမင်္ဂလာရှိကြ၏သူတို့ဒီတက်တာခြင်းတို့ရောက်ကြလက်တန်းလို့ကိုရရှင်ဆိုလိုတဲ့အတိုင်း ပြန်လဲဘုမဒီတွားခြင်းမှဝမ်းမြောက်ခြင်းချီးမွမ်းခြင်းနေဖြစ်စေဖို့ကိုရရှင်မြတ်ပြည်ကြီးကိုကောင်းချီးပေးပါဒီညီးတွားခြင်းနေသည်အကြောင်းမဟုတ်ဖဲနဲ့ဘုရားသခင်လိုရုံနဲ့ညီပြန်လဲဘုမချီးမွမ်းရေတွက်စရာတီးတီးဖြစ်စေတော်မူပါလောလောဆယ်ထိခိုက်ခံစားနေရသောသူတွေနှလုံးသားထဲမှာကိုရရှင်ကိန်းဝတ်တော်မူပါသူတို့ကြံစည်မိနေတဲ့ညီသက်ခြင်းဖြင့်သူတို့ကိုပတ်ရေကောင်းချီးပေးသနာတော်မူပါ ကယ်ဆယ်ရေးကူညီရေးလုပ်နေကြတဲ့သူတွေအားလုံးလည်းကောင်းမွန်စွာဖြင့်အောင်မြင်စွာဖြင့်လုပ်ကိုင်နိုင်ပါမည်ကြောင်းမှသာပါအထူးဖြင့်တာဝန်ရှိတယ်လို့ခံယူထားကြတဲ့သူတွေဒီမိမိရဲ့တာဝန်ကိုကောင်းဆုံးထမ်းဆောင်နိုင်ဖို့ကိုရရှင်ပြင်ဆင်ပေးသနာရမှုပါလူသားကိုကျိုးပြူတဲ့ကောင်းဆောင်နေ celebrate ထွက်ပေါ်လာစေဖို့မှသာပါတရားဥပဒေစီတိုင်းရဲ့ပြစ်ကိုလွတ်တော်မူပါမမကျန်းတဲ့သူတွေရဲ့ဒဏ်ရာဝေဒနာတွေ ဒီကိုသက်တာပြောက်ကင်းစေပါဒီချိန်မှာလဲယောဂကြီးမားတွေဘာမှထမဖြစ်စေဖို့ကိုရရှင်အထူးပြင်ဆင်ကောင်းကြီးပေးလက်မြမာပြည်ကြီးကိုငြိမ်းဝချင်းချမ်းသာနဲ့ပြည့်စေပါမိအကြောင်းသခင်ယေရှုခရစ်တော်ဖခင်နာမတော်မြတ်ကိုမြည်ပြုလက်တနာခံဆုတောင်းကြပါရဖဖခင်အာမင်